မှာအရှင်မြတ်မေဂောမေရှောင်းခင်ပြုပါဗျာတပြားတပြီးတော့မှဒီတရားထိုင်ရင်ဝင်လေထွက်လေမှတ်နေရင်လည်းဝေဒနာခံစားလာရင်ဝေဒနာဖြစ်နေတာကိုကြည့်ရမှာလားဝင်လေထွက်လေပဲအာယုံဆက်မရမှာလားဗျာဆုံးမပြီးတော့မူပါဗျာအရှင်မြတ်နေကောင်းကြမှာပါစေဗျာတဲ့တရားထုတ်နေနဲ့ဒါဝေဒနာပေါ်လာရင်ဝေဒနာကိုမှတ်လဲရပါတယ်ဝင်လေဝေဒနာကိုမမှတ်ဘဲနဲ့ဝင်လေထွက်လေမှတ်လဲရပါတယ်အကောင်ဆုံးနည်းကတော့ဒါတော့နော်အဖိုးရောဒါယခုကိရိတ်တာအများစုကတော့ဒါဝေဒနာပေါ်လာရင်ဒီဝေဒနာကိုမှတ်ခိုင်းကြပါတယ်ဖုန်းကြီးကတော့ အဲ့နီးတွေလည်းကောင်းပြီမဲ့အဲ့တဲ့နော်ပို့ပြီးယောဂီတွေအတွက်ကန့်ညီတဲ့နီးကတော့ဝေဒနာပေါ်လာရင်ဝေဒနာမမတ်သေးဘဲနဲ့တမာရီအားကောင်းအောင်အရင်ဆုံးလေ့ကျင့်မယ်စိတ်ချမ်းသာမှတမာရီရဖြစ်ပါတယ်စိတ်ချမ်းသာအောင်နေမယ်တမာရီအားကောင်းအောင်စူးစမ်းမယ်ညောင်းလာကြိုက်တာပေါ်လာရင်မမတ်သေးဘဲတီးခံဘလို့မှမရရင်ပြင်ပလိုက်ဖြည်းဖြည်းလေးပြင်တတိမလို့စေပဲပြင်တမာရီအားကောင်းအောင်အရင်လေ့ကျင့်မယ်တမာရီအတော်လေးအားကောင်းလာပြီဆိုမှဝေဒနာကိုတဖြည်းဖြည်းမှတ်သွားမယ်ဒါကရေရှည်တရားတိုးတက်ပါတယ်တမာရီနည်းနည်းလေးနဲ့ဝေဒနာပေါ်လာလိုက်လိုက်မှတ်လိုက် ်ပျောက်သွားလိုက်နဲ့နော်ခြာလက်ပတ်လဲလဲပြီးတရားတိုးတက်မှုတွေနှေးကုန်တဲ့သူတွေအများကြီးပါနော်အစဉ်ပြေတဲ့သူကတော့တော်တော်ကိုရှားပါတယ်တမားယူကောင်းအောင်လေးလေးကျင့်ပြီးမှဝေဒနာအောင်မှတ်တာကပို့ပြီးတော့စနစ်ကြပြီးတော့တရားလဲပို့တိုးတက်စေပါလေလို့အကြံပြုဖြေကြပေးပါတယ်ဘုန်းကြီးဟောတဲ့အလုပ်ပေးတရားတွေကိုများများနာကြည့်ရင်တော့ဒီဟာတွေအကုန်လုံးအခုယောဂီတွေလျှောက်တာတွေပါထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ရှင်းသွားပါလိမ့်မယ်လို့ဖြေကြပေးပါတယ်နားမလဲမရှင်းသေးပြန်မေးလျှောက်ပါ